မင်္ဂလာညချမ်းလေးပါရှင်။အော်တိုဘာလ23ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတော့အင်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိန်းစစ်တပ်က120မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူ3ဦးသေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းတရက်နဲ့ကံမကိုလက်နက်တွေသွင်းမယ်ဆိုတဲ့သတင်းကြောင့်စစ်ဆေးမှုတွေတင်းကျပ်နေပြီးအများစုကလက်နက်မဟုတ်ဘဲမူရည်စေးတာဖမ်းဆီးရမိတဲ့သတင်း ရွှေဘုံမြို့ရှိစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေလို့ကျေးရွာ၅ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူတွေထွက်ပြေးနေရတဲ့တဲ့။မြင့်ငယ်မြို့အာထာခကျောင်းထဲထိဝင်ရောက်ခါကျောင်းသူနှစ်ဦးနဲ့ကျောင်းသားတဦးကိုဓာတ်နဲ့ထိုးမှုဖြစ်ွားတဲ့တဲ့င်။ထောက်ကျတဲ့တာဂီတာမှာလူငယ်တွေကိုဖမ်းပြီးပတ်စံနဲ့ပြန်ရွေးခိုင်းနေတဲ့တဲ့င်။ရွှေဘိုအချင်းထောင်မှာအဆောင်တွေပြုပြင်မှုအချင်းသားတွေစီကငွေကောက်ခံနေပြီ ြုပြင်ရမှာလဲအကျဉ်းသားတွေကိုမတရားခိုင်းစီနေတဲ့တဲ့င်။စကိုင်းတိုင်းတဲကအရာတော်မျိုးနယ်နဲ့ထိကြမျိုးနယ်တွေကရွာတွေကိုစစ်ကော်မရှင်တပ်ကဘုံကျဲတဲ့တဲ့င်။ထရန့်နဲ့ပူတင်တို့ပြုလုပ်မဲ့ထိပ်သီးဆွေးနွေးပွဲပြတ်သွားပြီးရနော်။ရုရှားကနျူကလ িয়ার ဆိုင်ရာစီရင်လေ့ကျင့်တဲ့တဲ့င်။အစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အာနာသိန်းစစ်တပ်မှ120မမလက်နက်ကြီး၃လုံးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ၃ဦးသေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ KNU ကရင်မျိုးသားအစည်းအရုံးကော်တူလေးအုပ်ချုပ်မှုနယ်မြေဒုတထုခရိုင်ဖအံမြို့နယ်မှာအော်တိုဘာလ20ရက်နေ့ညနေ9:00နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်မှလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူ၃ဦးသေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဖအံမြို့နယ်ဝမ်ပြန်ကျေးရွာဖားပေါ်ရွာလေးရွာအတွင်ကိုအာနာသိန်းစစ်တပ်က120မမလက်နက်ကြီး၃လုံးနဲ့ပစ်ခတ်ခဲ့တာကြောင့် အယက်သားပြည်သူတွေနေထိုင်တဲ့နေရာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဖားပေါ်ရွာလေးရွာအတွင်းနေထိုင်တဲ့စောတူ38နှစ်နော်အေးမူ12နှစ်နဲ့နော်ချမိ6နှစ်တို့အုံဦးသေးဆုံးခဲ့ရပြီးခလေးတငယ်တွေအပါအဝင်အယက်သားပြည်သူ18ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့အပြင်အိုးအိမ်ပစ္စည်းအုပ်စာတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အနာဒိတ်စစ်တပ်ကအတူရောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက်ဟန်ပြငင်းညာရေးလုပ်နေပြီမြေ ကော်တူလေးထိန်းချုပ်မှုနယ်မြေများအတွင်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ရာနေရာဒေသတွေအတွင်းနေထိုင်တဲ့အရဲသားပြည်သူလူထုတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုအဆက်မပြတ်ကျူးလွန်လျက်ရှိတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလည်းဘီလင်းမြို့နယ်စတောင်းစိတ်ကျေးရွာအုပ်စုပြင်းမပင်စိတ်ကျေးရွာအနောက်ဘက်ခြမ်းကဘောယူပလောနေရာအတွင်းကိုအနာသိန်းစစ်တပ်ကပေါင်900ဘုံနှလုံးလာရောက်ကျဲချခဲ့တာကြောင့်ចောင်းသား9ဦးသေဆုံးပြီး ကိုဦးပြင်းထန်တံရရကနေအိမ်ဆက်တလုံးကထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ရှင်။တရက်နဲ့ကံမကိုလက်နက်တွေတင်သိမ်းမယ်ဆိုတဲ့သတင်းကြောင့်စစ်ဆေးမှုတွေတင်းကျပ်နေပြီးအများစုကလက်နက်မဟုတ်ဘဲမူရင်ဆေးတွေသာဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းတရက်ခရိုင်တရက်နဲ့ကံမမှာတော်လိုင်းရေးတပ်တွေကလက်နက်တွေတည်ယူမယ်ဆိုတဲ့သတင်းတွေကြောင့်စစ်စေးရေးဂိတ်တွေမှာစစ်စေးမှုတွေအထူးတင်းကျပ်နေပြီးစစ်စေးလိုက်တိုင်းမူရင်စေးတွေသာဖမ်းဆီးရမိနေတယ်လို့သိရပါဗျ အော်တိုဘာလ22ရက်နေ့ကတရက်မြို့ကံမအထွန်းဒေသအခေါ်ဆက်တောင်ဂိတ်မှာမနေ့ကနေ့လယ်ပိုင်းကဆိုင်ကယ်တစ်စီးကိုစစ်ကောမရှင်တပ်ကဆစ်ဆေးရကဆိုင်ကယ်နောက်ပါလာသူရဲ့အိတ်ထဲ WY ဆေးပြားတွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကံမဘက်ကလူတွေလို့ပြောတယ်။အရှိကဆိုင်ကယ်မောင်းတဲ့သူကတမျိုးတည်းသားချင်းမို့ဆိုင်ကယ်နဲ့လမ်းကြုံခေါ်လာတာ။သူခေါ်လာတဲ့သူရဲ့ဘေးအိတ်ထဲမှာ WY တွေပြီးတော့နှစ်ယောက်လုံးအဖမ်းခံလိုက်ရတာ။ အသက်50ကျော်အရွယ်တွေပါလို့တရက်မြို့ဒေသခံတဦးကပြောပါရယ်။ဒါအပြင်ကမ္မမြို့မှာလည်းအော်တိုဘာလ20ရက်နေ့ကအင်စည်းကားတစ်စီးကိုရှာဖွေစစ်ဆေးရာကကာလာတံမိုးတိန်3000ခန်းရှိတဲ့မူရည်စည်းဝါးတွေကိုစာလာအိတ်နဲ့အပြစ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်။ဆေးတွေမိတဲ့အင်စည်းကားနဲ့အလုံးလိုက်မိတာရန်ကုန်ဘက်ကလို့ပြောတယ်။တရင်ရလို့ဖမ်းတာမျိုးမဟုတ်ဘူး။ဒီတိုင်းစစ်ရင်တွေကိုတွေ့တာအဓိကဒီဘက်မှာလုံခြုံရေးကြောင့်စစ်ဆေးရင်တွေကိုဆေးတွေမိနေတာ။ အရင်ကလည်းဗရောင်းဘက်ကဘုံမူကားနဲ့တဲတာမိသေးတယ်လို့ဒေသခံတဦးကပြောပါတယ်။ဖန်စီရမိသူတွေကမြို့ကန်တွေမဟုတ်ကြပဲ။တခြားကဖြတ်တန်းသွားလာသူတွေဖြစ်တယ်လို့သိရှိရပြီးစစ်ကောင်မရှင်ရဲ့လုံခြုံရေးဂိတ်အစီအစဉ်ကိုဖျက်လာပြီးတရက်နဲ့ကံမကြမဖမ်းမိတာများတယ်လို့သိရပါတယ်။တရက်ခရိုင်ကကံမတရက်မင်းတို့အောင်လဟာအာနာသိမ့်ပြီးချိန်ကစကမူးယစ်ဆေးပြန့်နှံ့မှုများလာပြီးစစ်ကောင်စီရဲ့ပြည်ရေးကထိပ်ပိုင်းအရာရှိတွေ ဒူးစရိုက်နေနေရဲ့စာရဖားကအရာရှိတချို့အထိပါမူးယစ်ဆေးကုန်ကူးတာမှာပါဝင်ပတ်သက်မှုရှိနေပြီးနာမည်ဆိုးထွက်နေတဲ့နေရာတွေလည်းဖြစ်ကဂူရက်ထဲတရက်နဲ့ကမ္မကြားကထမ်းပူရွာအနီးမှာတိုက်ပွဲငယ်ဖြစ်ပွားတာတွေနဲ့လက်နက်တဲပို့မယ်ဆိုတဲ့သတင်းတွေကြောင့်လုံခြုံရေးအရာစစ်ဆေးရာကဆေးပြားတွေသာဖမ်းမိတယ်လို့သိရှိရပါတယ်ရှင်တတိယသတင်းတစ်ပုဒ်အနေနဲ့ရွှေဘုံမြို့ရှိစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေလို့ ကျေးရွာ၅ရွာကျော်ကထောင်ထဲချီတဲ့ဒေသခံတွေထွက်ပြေးနေရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘိုမြို့ရှိစစ်ကော်မရှင်တပ်ကရွှေဘိုမြို့တောင်ဘက်ရွှေဘိုမန္တလေးလမ်းဘေးရှိရှားတော်ကျေးရွာ၊ဇီတော်ကျေးရွာ၊တကနန်းကျေးရွာ၊ရင်းမာကျေးရွာနဲ့အောင်ချမ်းသာကျေးရွာအပါအဝင်လမ်းဘေးကျေးရွာတွေကိုအင်အားတရာခန့်နဲ့အော်တိုဘာလ22ရက်နေ့မှစတင်ကယနေ့အထိလက်နက်ကြီးနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေလို့ကျေးရွာ၅ရွာကျော်ကထောင်ချီတဲ့ပြည်သူတွေထွက်ပြေးနေကြရတယ်လို့သိရပါဗျာ။ ရွှေဘုံမြို့စစ်ကော်မရှင်တပ်ကရွှေဘုံမန္တလေးလမ်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးရွှေဘုံမြို့အဝေးမန္တလေးလမ်းဘေးကြီးရွာတွေကို အော်တိုဘားလ14ရက်နေ့ကစပြီးစစ်ကြောင်းထိုးနေက အော်တိုဘားလ18ရက်နေ့မှာစစ်ကြောင်းပြန်ခောက်သွားခဲ့ပြီးအော်တိုဘားလ21ရက်နေ့မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းပြန်ထွက်လာတယ်လို့သိရပါတယ်စစ်တပ်ကရွှေဘုံမန္တလေးလမ်းကိုထိန်းချုပ်ချင်တာစစ်ကြောင်းကလည်းထွက်လိုက်ပြန်ခောက်လိုက်လုပ်နေတာ15ရက်ရှိပြီးလမ်းဘေးကင်းမုန်းတွေချပြီး လမ်းဘေးဝဲရာကယာရီကိုပတ်မွေနေတာမြေပြင်မှာစစ်ကြောင်းကလက်နက်ကြီးတွေနဲ့ပစ်တယ်မြို့ရဲကအထိုင်တက်နဲ့မြို့အဝင်တောင်ဘက်မုတ်ကအထိုင်တက်ကလည်းလက်နက်ကြီးတွေနဲ့ကူပြီးပစ်ပေးနေတယ်ထိခိုက်ပျက်စီးမှုတွေရှိတယ်စစ်ကြောင်းကရှိနေလို့အတီးပြုလို့မရသေးဘူးလို့စစ်ဆောင်နေသူတဦးကမြို့တော်ကိုပြောပါတယ်အဆိုပါစစ်ကြောင်းကြောင့်ကျေးရွာ၅ရွာကျော်မှထောင်ချီတဲ့ပြည်သူတွေဟာနီးစပ်ရာကျေးရွာတွေမှာစစ်ဆောင်နေကြရပြီးစေဝါနဲ့စားနပ်ရိက္ခာများအကူအညီလိုအပ်နေတယ်လို့လည်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အုံလေးနဲ့မြင့်ငယ်မျိုးအားထားကကျောင်းထဲထီဝင်ရောက်ခါအကျောင်းသူနှစ်ဦးနဲ့အကျောင်းသားတဦးကိုဓာတ်နဲ့ထိုးမှုဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင့်ငယ်မျိုးနယ်ကအားထားကကျောင်းထဲထီဝင်ရောက်ခါအကျောင်းသူနှစ်ဦးနဲ့အကျောင်းသားတဦးကိုဓာတ်နဲ့ထိုးမှုဖြစ်ခဲ့တယ်လို့သိရပါဗါတယ်။အော်တိုဘာလ22ရက်နေ့ကမြင့်ငယ်မျိုးနယ်အားထားကကျောင်းမှာလူငယ်တဦးကသူ့ညမနဲ့တွေ့ချင်လို့ဆိုကကျောင်းဝင်းထဲဝင်ပြီး Grade 11ကျောင်းသူတဦးကိုလေဘင်းညက်ခါဓာတ်နဲ့ထိုးခဲ့ပြီး အနီးအနားကဝင်ဆွဲတဲ့အကြောင်းသူတအူးနဲ့အကြောင်းသားတအူးကိုပါဓာတ်နဲ့ထိုးခဲ့တယ်လို့သိရပါဗျ။အကြောင်းဝင်ကဂိတ်မှာသူညမကိုအချွေဘူးပေးချင်လို့ပါဆိုလို့အကြောင်းအဆောင်ကခွင့်ပြုလိုက်တာ။သူက grade 11 B အခန်းဝိဇာရဲကဘယ်နာလဲဆိုပြီးတွေးတဲ့အကြောင်းသားတအူးကိုမေးခဲ့သေးတယ်ပြောတယ်။ပြီးတော့မှအကြောင်းငန်းထဲဝင်ပြီးခလေးမလေးကိုလေဘင်းညစ်ဓာတ်နဲ့ရင်ဘတ်ကိုထိုးတယ်။လေဘင်းကိုထိုးတယ်။ဘေးကဝင်ဆွဲတဲ့သူတွေကိုလည်းလေဘင်းတွေကိုပဲထိုးတာလို့ចောင်းသားတူရဲ့မိခင်ကပြောပါတယ် ဓာတ်ရောခံရသူတွေဟာဝိဇာရဲ grade 11ကမတ်ဆူမျက်နှာဦးနဲ့အတူမတ်ရွှေစင်ကြီးမောင်ဝင်းထူးမျိုးတို့ဖြစ်တယ်လို့သိရပါဗျ။ရင်မက်နဲ့လေဘင်းအထိုးခံရတာလေပြုံတွေပါထိတယ်ပြောတယ်။လေဘင်းတွေအထိုးခံရတာ၃ယောက်လုံးစိုးရင်ရတယ်ပြောရမယ်။လက်ကအကြောတွေလည်းထိတယ်ပြောတယ်။တရားခံကထိုးပြီးပြေးသွားတာဆရာတွေလိုက်မဖမ်းကြဘူးလို့ဒေသခံတအူးကပြောပါဗျ။ဓာတ်နဲ့ဝင်ထိုးခဲ့သူအသက်20ကျော်လူငယ်ဝိုင်းဝိုင်းဆိုသူကို စစ်ကောင်မရှင်တပ်ဖွဲ့ကဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပြီးဓာတ်ထိုးခံရသူ၃ဦးကတော့မန္တလေးစေယုံကြီးမှာအတွဲလူနာအဖြစ်စေကူတမှုခံယူနေရတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထောက်ကျမ်းတဲ့တာဂေတာမှာလူငယ်တွေကိုဖမ်းပြီးပတ်စံနဲ့ရွေးခိုင်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တာဂေတာမြို့နယ်နဲ့ထောက်ကျမ်းလမ်းစုံအနီးမှာလူငယ်တွေကိုအဓိကပြစ်မှတ်ထားတာကဖမ်းဆီးပြီးငွေကြေးနဲ့ပြန်ရွေးခိုင်းတာတွေလုပ်နေတယ်လို့သိရပါတယ်။ အော်တိုဘာလာ21ရက်နေ့ကထောက်ကြံလန်းစုံအနီးကမှတ်တိုင်မှာထိုင်နေတဲ့လူငယ်နှစ်ဦးကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားပြီးမိသားစုဝင်တွေကိုတရောက်၁၀သိန်းနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့သိရပါတယ်။လွတ်လာပြီးပြောတယ်။သူတို့တငယ်ချင်းတယောက်ကထိုင်နေတာကိုကားတစ်စီးကလူ၃ယောက်ဆင်းလာပြီးမင်းတို့အဲ့ဒါဘာလုပ်နေရလဲဆိုပြီးကားရဲအတင်းဆွဲခေါ်သွားတာလို့ပြောတယ်။ပြီးမှတပ်ဘက်ကဆိုတာသိတာမိသားစုကိုတရောက်၁၀သိန်းနဲ့လာရွေးဆိုလို့ပြန်ရွေးရတယ်ပြောတယ်။ ရွှေပြည်သားဘက်ကကလေးတွေလိုကြားတာပဲလို့ထောက်ချမ်းမြို့နယ်ကဒေသခံတဦးကပြောပါတယ်။ဒါအပြင်စစ်ကော်မရှင်ကတာဂိတာမြို့နယ်မှာညဘက်မောင်ရိပ်ခိုတယ်လို့ဆိုကလူငယ်တွေကိုကားအဖြူနဲ့လိုက်လံဖမ်းဆီးပြီးတယောက်6သိန်းနဲ့ရွေးခိုင်းတာတွေလည်းရှိတယ်လို့သိရပါတယ်။နေထိုင်းတွေကဟွန်နာဖိအဖြူနဲ့ကင်းပတ်ပြီးလူငယ်တွေကိုလိုက်ဖမ်းတာပြီးတော့တယောက်6သိန်းပေးရင်လွတ်မယ်ပြောတယ်။မရွေးရင်တက်တဲထက်မယ်ဆိုပြီးချိန်ချောက်တယ်လို့ဒေသခံတဦးကပြောပါတယ်။စစ်ကော်မရှင်တပ်ကရန်ကုန်မြို့မှာအခုလိုလူငယ်တွေဖမ်းဆီးတာ စစ်တဲထဲတာငွေညစ်တာတွေကိုပေါ်ပေါ်ထင်ထင်လုပ်နေတာကြားပြီးလို့သိရပြီးဘူးရက်ထဲပုံများလာတယ်လို့ရန်ကုန်မြို့ခံတွေစီကသိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေဘိုအကျဉ်းထောင်မှာအဆောင်တွေကိုပြုပြင်မှုအကျဉ်းသားတွေစီကငွေကောက်ခံပြီးပြုပြင်ရမှာလဲအကျဉ်းသားတွေကိုမတရားခိုင်းစေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စကိုင်းတိုင်းရွှေဘိုမြို့ရွှေဘိုအကျဉ်းထောင်ဌာနပိုင်းတွေနဲ့ပူးပေါင်းကကြီးကြရေးမှုရန်နိုင်ဝင်းနဲ့တန်စီဝင်းလိုက်သီတို့ကအကျဉ်းသားတွေကိုအကြောင်းအမျိုးမျိုးပြကား တရားဖိနှိပ်နေပြီးလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေပါကျူးလွန်နေတယ်လို့သိရှိရပါတယ်။ရွှေဘိုအကျဉ်းတောင်ထောင်အာနာပိုင်တွင်နဲ့ကြီးကြပ်ရေးမှုရန်တိုင်းဝင်တန်စီဝင်းလိုက်ထေတို့ကထောင်အဆောင်အုတ်ရိုးနယ်ရန်ထပ်ပေါ်ကွန်ကရစ်လောင်းမှုအတွက်အကျဉ်းသားတအူးကိုဘီလက်မြေအိတ်ဖိုး၄000ကျပ်နဲ့ထောင်အဆောင်ခန်းများထောင်ဆောက်ဦးများပြုပြင်ရတွင်လည်းအကျဉ်းသားများထံမှငွေကောက်ခံပြီးပြုပြင်နေတယ်လို့သိရပါတယ်။ထောင်ဆောင်နယ်ရန်ထပ်ပေါ်ကွန်ကရစ်လောင်းခြင်းနဲ့အဆောက်အဦပြုပြင်ခြင်းလုပ်ငန်းတွေမှာလည်း အကျဉ်းသားတွေကိုမတရားဖိနှိပ်ခိုင်းစေခဲ့ပြီးအဆောင်တွေထဲမှာဘာပဲဖြစ်ဖြစ်အကျဉ်းသားတွေစီကငွေကောက်ပြီးအကျဉ်းသားတွေကိုပဲပြင်ခိုင်းတာအကျဉ်းသားတွေကို အလောက်ကျမ်းများခိုင်းစေသည့်အပြင်လိမ်မိုင်းဆိုင်ရာစော်ကားမှုတွေကိုပါကျူးလွန်နေတယ်လို့သိရှိရပါတယ်။ဝင်းလိုက်ထဲကရေဦးနယ်ဝက်ဖြူရွာသာသူလဲနိုင်ကျင်းနဲ့ထောင်ကြတာနိုင်ကျင်းနဲ့ထောင်ကြတာချင်းအတူတူကြီးကြပ်ရေးမှုရန်နိုင်ဝင်းနဲ့ပေါင်းပြီးထောင်အနာပိုင်တွေကို မျက်နာလုပ်ပြီးထောင်ထဲမှာငွေရှာပေးနေတာအိမ်ကဘာပို့ဖို့ဘာမှမရောက်ဘူ ရောက်လဲသူတို့စားတော့ပြီးအကျွင်းအကြံပဲရောက်တာသူတို့နှစ်ယောက်ကအချင်းသားတွေကိုအเจ้าမရှိအเจ้าရှာအเจ้าအမျိုးမျိုးပြငွေညစ်နေပြီးမတရားဖိနှိပ်နေတာလို့အချင်းသားတအူးကမြို့တော်ကိုပြောပါတယ်ရွှေဘိုအချင်းထောင်မှာထောင်ဆောင်ပြုပြင်တဲ့လုပ်ငန်းတွေမှာလိုအပ်တဲ့ပစ္စည်းဘီလက်မြေတဲကြာတန်တော့အုပ်တစ်တာလျှက်စစ်ကြိုမီဒီစတာတွေအကုန်အချင်းသားတွေစီကပတ်စံတောင်းယူနေပြီးပြုပြင်ရရင်လဲအချင်းသားတွေကို မတရားဖိနှိပ်ခိုင်းစေတယ်လို့သိရကအချင်းသားအချင်းသူတွေအနေနဲ့ ရေဖို့မီးဖို့ဝတ်ဆောင်ဖို့မှအစပေးရတဲ့အပြင်ထမင်းကျွေးရတွေလည်းကောင်းကောင်းမွန်မွန်မကျွေးဘဲမဝရေစာကျွေးနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းတွေကအရာတော်မျိုးနယ်နဲ့ထီးခြားမျိုးနယ်တွေကရွာတွေကိုစစ်ကောင်မရှင်ဘုံကျဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းအရာတော်မျိုးနယ်ကကျွေးရွာတွေကိုစစ်ကောင်မရှင်တပ်ကဂျာယိုကော်ပတာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့နေအိမ်ပျက်စီးဆုံးရှုံးတာတွေဖြစ်ခဲ့ကဒေသခံတွေဘေးလွတ်ရာတိတ်ရှောင်နေကြရတယ်လို့သိရပါဗျ။ အော်တိုဘာလာ22ရက်နေ့နေ့လယ်နာရီကန်ကအရာတော်မျိုးနဲ့တောင်ဘက်ကျန်းကရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်နေအိမ်ပျက်စီးပြီးရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဂျာယိုကော့ပတာတစ်စီးဆက်တက်လေတီနှစ်စီးနဲ့လာကျဲတာလူတော့ထိခိုက်တယ်မကြသေးဘူးအိမ်တွေမီးလောင်တာတော့ရှိတယ်။တိုက်ပွဲဖြစ်လို့ကျဲတာမျိုးမဟုတ်ဘူးဒီတိုင်းလိုက်ကျဲနေတာလို့ဒေသခံတဦးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလာ18ရက်နေ့ကလည်းအရာတော်မျိုးနယ်ကတစ်ချိုကုန်းရွာစာတီကျောင်းကိုဂျက်ဖိုက်တာနဲ့ဘုံကျဲချလို့ ကလေးငယ်တအူအပါဝင်၄ဦးသေဆုံးခဲ့ပါသေးတယ်။ကျောင်းကိုကျဲတာခုနှစ်နှစ်ကလေးတယောက်သေးတယ်။ကျန်၃ယောက်နဲ့စုစုပေါင်း၄ယောက်သေသွားတယ်။ကျောင်းမှာစစ်ရှောင်နေတဲ့ဆယ်ယောက်ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်လို့ဒေသခံတအူကပြောပါရယ်။စစ်ကော်မရှင်ကစကိုင်းတိုင်းကမြို့နယ်တွေကိုအ धिक ဘုံကျဲတိုက်ခိုက်နေတာဖြစ်ပြီးထိခိုက်မြို့နယ်တွေကမင်းဝန်တောင်အနီးကကျေးရွာတွေကိုလည်းဘုံကျဲတိုက်ခိုက်နေတယ်လို့သိရှိရပါရယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ထရန့်နဲ့ပူတင်တို့ပြုလုပ်မဲ့ထိပ်သီးဆွေးနွေးပွဲ ပြတ်သွားပြီးရဲ့နောက်ရုရှားကနျူကလ িয়ার ဆိုင်ရာစီရေးလေ့ကျင့်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ကြားဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲဆိုင်ငံ့ကြောင့်အမေရိကန်ကကြေညာပြီးရဲ့နောက်တရက်အကြာမှာပဲရုရှားဟာနျူကလ িয়ার လက်နက်တွေပါဝင်တဲ့အဓိကကြတဲ့စီရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စီအိုစီချုပ်ဗိုလ်ချုပ်ကြီးဘယ်လာရီကီယာစီမော့က စီရင်လေ့ကျင့်မှုမှာပူတင်ကိုသတင်းပို့တင်ပြနေတဲ့ဗီဒီယိုဖိုင်ကိုကရမ်လင်ဟာထုတ်ပြန်ခဲ့ပါတယ်။မြေပြင်ပစ်လောင်ချာတွေ၊ရေငုပ်သင်္ဘောတွေ၊လေယာဉ်တွေနဲ့အတူအမေရိကန်ကိုရောက်ရှိပစ်ခတ်နိုင်တဲ့တိုက်ချင်းပစ်ဒုံးကြီးတွေအပါအဝင်ဒုံးကြီးတွေကိုပစ်ခတ်ခဲ့တယ်လို့ရုရှားကဆိုပါတယ်။ဒါအပြင်222 M3 မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေဟာနေတိုးလိုနိုင်ငံတွေရဲ့လေယာဉ်တွေစောင့်ကြည့်နေတဲ့ Baltic ပင်လယ်ပြင်မှာပြန်တန်းခဲ့ပါတယ်။ယူကရိန်းစစ်ပွဲရဲ့အရေးပါတဲ့အခိုက်အတန့်တွေမှာရုရှားသမ္မတပူတင်က ယူကရိန်းနဲ့အနောက်နိုင်ငံမဟာမိတ်တွေကိုသတိပေးတဲ့အနေနဲ့သူ့ရဲ့နျူကလ িয়ার စွမ်းရည်ကိုထုတ်ပြလေရှိပါတယ်။ NATO အဖွဲ့ဟာလည်းယခုလအတွင်းမှာနျူကလ িয়ার ကာကွယ်တားဆီးရေးလေ့ကျင့်ခန်းကိုပြုလုပ်နေပါတယ်။၃နှစ်ကျော်ကြာစစ်ပွဲမှာကီရိုင်းရဲ့ကာကွယ်ရေးကိုမြင့်တင်မှုအတွက်ဥရောပနိုင်ငံတွေကအားပေးမြင့်တင်နေချိန်မှာယူကရိန်းအတွက်ဂရီပင်တိုက်လေရင်တွေရောင်းချပေးဖို့ဆွီဒင်ကလည်းစီစဉ်နေပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီးဟာဆွီဒင်ကာကွယ်ရေးကုမ္ပဏီ SAP ကိုအလဲအပတ်လာရောက်စဉ် ဆွီဒင်ရဲ့ဂရီပင်ဂျက်တိုက်လေယာဉ်အစီးတရားဝယ်ယူဖို့အစီအစဉ်နေတာဖြစ်ပြီးလာမယ့်နှစ်မှာပထမဆုံးအထုပ်ရောက်နိုင်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ဂရီပင်တွေကိုရယူဖို့လုပ်ငန်းစဉ်ကိုစတင်လိုက်ပြီးဖြစ်ပြီးအဲ့ဒီဂျက်လေယာဉ်အစီးရေတရားထက်မနည်းကိုဝယ်ယူခွင့်ရဖို့အနာဂတ်စာချုပ်ကိုမျှော်လင့်ထားပါတယ်လို့ဇလန်စကီကပြောပါတယ်။ယူကရိန်းလေယာဉ်မှုတွေဟာလည်းဒီလေရင်တွေကိုဆွေတင်မှာလက်ကျစ်မောင်းနေမှုတွေပြုလုပ်နေပြီလို့သိရှိရပါတယ်ရှင်။မျိုးတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနေဆိုးလာကနေအများဆုံးလုံမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။